ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမှာကတော့ဒီလိုမြမအတန်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 ဒါမှမဟုတ်အခုကျွန်တော်ပြောနေသလိုမြမနောက်ခံစကားတန်ကိုစာကနေပြီးတော့အတန်ပြောင်းပေးနိုင်တဲ့တက်တူစပီကိုဘယ်မှာလှုပ်လို့ရမလဲဆိုတာပြောပြပေးသွားမှာပါမြမစကားပြောနိုင်တဲ့တက်တူစပီတွေပေါ်လာတာတော့ကြာနေပါပြီဒါပေမဲ့ နေရာတော်များများမှာမြမအတန်နဲ့ဆိုရင်ဒီဟာနဲ့နီလာပဲရှိတာမလို့ကျွန်တော်အခုပြောပြမယ့် website မှာသွားလို့ရင်တော့မြမအတန်တက်တူစပီကိုအတန်တော်များများရွေးချယ်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့မှာတော့ဆ ਾਇ ရိုက်ပြီးစကားပြောခိုင်းတဲ့နေလန်ကိုဘယ်လိုလုပ်ရမလဲဆိုတာအစအဆုံးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဗီဒီယိုတပုတ်လုပ်တော့မယ်ဆိုရင်အတန်ကအင်မတန်ရေးကြီးတာကြောင့်မလို့ကိုယ့်ရဲ့ဗီဒီယိုတွေမှာအတန်လဲထည့်ခြင်းနဲ့စကားပြောဖို့အတန်သွင်းဖို့လည်း အဆင်မပြေဘူးမိုက်တွေပါတွေလည်းမရှိသေးဘူးဆိုရင်တော့ကျွန်တော်အခုပြောပြမယ့် website လေးကတော်တော်အဆင်ပြေစေပါလိမ့်မယ်။အခုပြောနေတဲ့အတန်ကိုလည်းဒီ website ကနေပဲထုတ်ထားတာဖြစ်ပါတယ်။အရင်ဦးဆုံးစာတန်းကနေအတန်ထုတ်ဖို့အတွက် ရေးထားတဲ့နောက်ခံစကားပြောစာသားဆက်ခရစ်လိုအပ်ပါတယ်။ကျွန်တော်ကတော့ကြိုပြင်ထားပြီးသားမလို့ copy လိုက်ပါမယ်။ပြီးရင်တော့ကလစ်ချန်လို့ရိုက်ရှာပြီးတော့အရင်သွားလိုက်မယ်။ ဒီကိုရောက်ရင်တော့အကောင့်တစ်ခုခုနဲ့ log in ဝင်ပေးရပါတယ်ကျွန်တော်ကတော့ Google နဲ့ပဲဆက်သွားလိုက်မယ်အထဲကိုရောက်ပြီဆိုရင်တော့တက်တူစပီရဲ့ဒီခလုတ်ကလေးကိုနှိပ်လိုက်ပါပြီးရင်ဒီနာတက်တူစပီဆိုတာလေးကိုထပ်နှိပ်လိုက်ပါ ပြီးရင်တော့ဒီတက်ဆိုတဲ့နေရာမှာကိုပြောစေချင်တဲ့စာသားကိုထည့်ပေးလိုက်ပါထည့်ပေးပြီးပြီဆိုရင်တော့ဒီနာကဘာသာစကားကို ဘားမိတ်မြန်မာဖြစ်အောင်ပြောင်းပေးလိုက်ပါပြောင်းပြီးပြီဆိုရင်တော့ဒီနေရာမှာကိုကြိုက်တဲ့အတန်ကိုရွေးပေးရပါမယ်အတန်တွေကအများကြီးပဲမလို့ကြာကြာရွေးရင်တော့ကိုကြိုက်တဲ့အတန်ရလာမှာပါကျွန်တော်ဒီနည်းကိုအစကဖုံးနဲ့လုတ်ပြမလို့ပါပဲဒါပေမဲ့ဖုံးနဲ့လုတ်တဲ့အချိန်မှာအတန်ရွေးတဲ့နေရာမှာရွေးလို့အဆင်မပြေတာကြောင့် PC နဲ့ပဲလုတ်ပြလိုက်ပါတယ်ကိုကြိုက်တဲ့အတန်ရပြီဆိုရင်တော့အစမ်းပြောပိုင်းတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတော့ အစံပြောကိုင်းလို့ရပါတယ်အစံပြောကိုင်းလို့မမကြိုက်သေးရင်ထက်ရွေးပါရွေးပြီးရင်တော့အတန်ဖြတ်တောက်တွေအစဉ်ပြေအောင်လို့ စကားပြောတာကိုအဖြတ်တောက်လေးတွေဖြစ်အောင်နားစေခြင်းတဲ့နေရာတွေမှာစပိတ်ပါးတွေလိုက်ထည့်ပေးပါဒီမြန်မာစာဖတ်တဲ့နေရာမှာ ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကတော့အင်္ဂလိပ်စကားလုံးတွေကိုမြန်မာစာတွေထဲမှာရောပြီးတော့ထည့်ဖတ်ခိုင်းလိုက်ရင်အင်္ဂလိပ်စာအတန်က မထွက်တော့ပါဘူး F. Marv Allen ဒီလိုပေါက်ကဲရအတန်တွေထွက်လာပါလိမ့်မယ် အဲ့ဒါကြောင့်အင်္ဂလိပ်လိုစာလုံးတွေကိုလည်းမြန်မာစာလုံးပေါင်းနဲ့ပဲအတန်ထွက်တိုင်းလိုက်ပေါင်းပေးရပါမယ်။ဥပမာကျွန်တော်အခုအင်္ဂလိပ်လိုပြောနေသလိုမျိုးပါဒါကိုလည်းမြန်မာစာလုံးနဲ့ပဲပေါင်းထားရတာပဲဖြစ်ပါတယ်။အတန်ကိုကြိုက်ပြီဆိုရင်တော့ဒီနေရာမှာထပ်ပြီးတော့အတန်နဲ့အမြင့်နဲ့အမြန်နှုန်းကိုပါထပ်ပြီးတော့ချိန်လို့ရပါသေးတယ်။အတန်ကအဆင်ပြေသွားပြီဆိုရင်တော့အဲ့ဒီအတန်ကြီးပဲတက်တက်ကို free ရတဲ့ quality နဲ့ပဲစစ်ထားလိုက်ပါမယ်။ ဒီ website ကလည်းပိုက်ဆံရဖို့ဖွင့်ထားတာမလို့ပိုက်ဆံမပေးခြင်းဘူးဆိုရင်တော့ကန့်သက်ချက်တွေရှိပါတယ်တက်တူ speed မှာစလုံးရေက3300လောက်ပဲထုတ်လို့ရပါတယ်ဒါပေမဲ့အကျဉ်းရေကြိုက်လောက်ထုတ်လို့ရတာမလို့တစ်ဖက်တစ်ဖက်စီနဲ့ထုတ်ပါမယ် 480p quality နဲ့ဘဲထုတ်မယ်ဆိုရင် free ထုတ်လို့ရပါတယ်ကျွန်တော်တို့ကအတန်ပဲယူမှာဖြစ်ပြီးတော့ video quality ကမလိုတဲ့အတွက် 480p နဲ့ပဲထုတ်လိုက်ပါတယ်ပြီးရင်တော့ကက်ကက်သေးကိုပြန်သွားပြီးတော့ ဲ့အတန်ကိုကိုလိုချင်တယ်လို့ဗီဒီယိုနဲ့ပြန်ပြီးတော့တထက်တဲ့အေဂျီအောင်အက်တစ်ပေးလိုက်ပြီးဗီဒီယိုတပုတ်ဖန်တီးလို့ရပါပြီ။ဒါဆိုရင်တော့အားလုံးနားလည်သွားလောက်ပြီလို့နောက်ဗီဒီယိုတွေမှာလည်းအကောင်းဆုံးဂိမ်းတွေနဲ့ AI တွေအကြောင်းကိုတင်ပေးသွားဦးမှာမလို့ ZY8 Studio YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားပါဦးပြီ။ဒီနေ့လန်းနဲ့ Short Video တွေကို Copyright လုံးဝမမြင်အောင်ဘလို့ Edit လုပ်ရမလဲဆိုတဲ့နေ့ကိုတင်ပေးစီခြင်းနဲ့ဆိုရင်လည်း ကိုမတ်မှာရေးထားပေးခဲ့လို့ရပါတယ်တည်ကျင်တဲ့လူများတဲ့ဆိုရင်တင်ပေးပါမယ်အဆုံးထိကြည့်ပေးတာအားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ဇက်ဝိုင်အိပ်ပဲဖြစ်ပါတယ်